နစ်စနစ်တွေတီထွင်စမ်းသစ်မှုတွေဟာဒီနှစ်မှာပိုမိုကောင်းမွန်လာခဲ့ပေမဲ့ညပြလာတဲ့ပြည်သက်ဥယျာဉ်ကြောင့်မိဘုံလွတ်တင်ရမှာတဖွဲ့ကိုတနင်္လာနေ့ပါအချိန်ယူခဲ့ရပါတယ်။ပြိုင်ပွဲချင်းပါကြီးကော်မတီနဲ့ဗဟုကော်မတီတွေကလည်းလိုအပ်တာမှန်သမျှစီစဉ်ဆောင်ရွက်ပေးထားတယ်လို့ဘယ်သူကမှမထိခိုက်စေပဲပျော်ပျော်ပွားပွားနဲ့ကခုံစေချင်တာကြောင့်စီကံပိုင်းဆိုင်ရာတွေကိုတင်းကျပ်ခဲ့ရတယ်လို့ပြိုင်ပွဲချင်းပါကြီးလုပ်ငန်းဦးစီးကော်မတီဝင်ဦးကျော်မျိုးကရှင်းပြပါတယ်။ မျိုးပြန်တလုံးဆိုတာကျွန်တော်တို့ကဆက်ဆက်ကူရဲ့ရင်းနှံကြီးရဲ့ရမ်းရဲ့အားလုံးကလောင်စာကြီးပဲအဲတော့မဖြူလို့အပြပြောလို့မရဘူးဘာလို့ကျွန်တော်တို့မျိုးပြန်ရမုန်းနဲ့တွတ်တာမဟုတ်ဘူးကျွန်တော်တို့ကရိုးရာနီးအရာထွက်ရတယ်ဆိုတော့အဖွဲတဲကပဲမိဘုံပြန်မှကိုလုံးကိုမလောင်ကြည့်ရှင်မပြက်စီရှင် ်အန်ဒီလည်းမဖြစ်စေချင်ဘူး။ဒါကြောင့်ပြစ်တက်တွေလည်းအထီးကြီးမခံချင်ဘူး။သူတို့မျိုးရတက်သွားတာအောင်မြင်တာပြောပြောကဒီလိုကအိမ်မှာပြန်သွားချင်တာသူတို့ဆန်မှာရှိကြတယ်။အများကြီးတို့တက်လာတော့အဲ့တော့ကျွန်တော်တို့အနေနဲ့ကော်မတီတွေလည်းရောဘိုလ်လုံကောင်းကြီးကော်မတီရောဟိုအကုန်လုံးကအကွက်ကြောက်အောင်လို့စီမံခံကြွယ်လေးပါတယ်။ဒီနှစ်မှာရာသီဥတုကောင်းမွန်လာတာကြောင့်အရင်နှစ်တွေထက်တော့ပျက်စီးဆုံးရှုံးမှုတွေနှေးပါသွားပြီးလာကြည့်သူတွေလည်းအဆင်ပြေပြေကြည့်နိုင်ခဲ့ကြပါဗျ။ နောက်နှစ်တွင်မှလည်းလုံခြုံရေးဝန်ဆိုင်ရာပူပြီးကောင်းမွန်လာအောင်ပြည်내ဆွေးရည်နဲ့ပူပေါင်းလှုပ်ဆောင်သွားဖို့အားခဲထားတဲ့အကြောင်းအမေထွားမီးဘုံမြန်တာဝန်ခံဦးတင်ထွန်းအောင်ကပြောပြပါဗျာ။ဒီကျွန်တော်တစားနိုင်ပွဲကို ။နောက်ဒီကအစင်လာကောင်းအောင်ပေါ့။နောက်အန်ဒရီလည်းအခုကျွန်တော်တို့ဆိုရင်မီးအန်ဒရီတွေဖြစ်တာဒီနေ့မှလည်းရှိသွားပါတယ်။အဲ့လိုမျိုးနောက်လည်းမီးအန်ဒရီတွေမရှိအောင်ကျွန်တော်တို့ဒီကမြို့ကဒီနယ်အစိုးရတွေဘာတွေနဲ့တကယ်တာဝန်ရှိတဲ့လူတွေနဲ့တိုင်ပင်ပြီးတော့နောက်နေ့တွေမှာဒီတဲ့စိတ်စိတ်တိဖြစ်အောင်ပေါ့နော်။စိတ်ဖြစ်အောင်ကျွန်တော်တို့အန်ဒရီကင်းအောင်ကျွန်တော်တို့ဖြစ်ကြိုးစားဖို့လေဒီနေ့အားလုံးစိတ်ထဲမှာခဲထားတယ်ပေါ့။နောက်နောက်မှာဒီလိုတောင်ကြီးတစောင်းနဲ့မြို့ပြန်တွေမှာဟိုအန်ဒရီတွေအတက်နိုင်ဆုံးပါအောင်ပေါ့နော်။လူအများကြီးနဲ့လှုပ်တဲ့ပွဲမှာတော့အန်ဒရီဆိုတော့အနည်းငယ်များတော့တကမာလုံးမှာလှုပ်တဲ့ပွဲ တွေအားလုံးမှာရှိကြတာပဲဗောနော်ကျွန်တော်တို့ရှမ်းပြည်ရဲ့ပွဲကိုလည်းနောက်နောက်နောင်တွေမှာဖြစ်တတ်တာတွေအားလုံးကိုကျွန်တော်စင်ကြင်မှုအများကြီးရှိပါတယ်ဒီနှစ်မှာရမ်းမီဂျီ84လုံးစိတ်နှပန်38လုံးနဲ့ခြေလေးချောင်းခြေနှောင်းပါတဲ့မိဘုံပြန်အယုတ်ပေါင်း400ကျော်ကဝင်ရောက်ရှင်ပြိုင်ခဲ့ကြပါတယ်အရှုံးနိုင်တဲ့ပတ်သက်လို့တော့အမှတ်ပေါင်း160ရထားတဲ့အဖွဲ့အစည်းဘွဲကိုနိုဝင်ဘာ29ရက်နေ့မှာရွေးချယ်သွားမှာပါ